နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားစေရန်လူမှုကွန်ရက်ဆာမျက်နှာပေါ်၌လှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများပြုမှုဆောင်ရွက်ခဲ့တယ်လို့ဆိုကာအရှင်စန္ဒဇော်တိ Facebook အကောင့်နဲ့အရှင်စန္ဒဇော်တိ Facebook အကောင့်ပိုင်ရှင်ဖြစ်သူမော်လမြိုင်မြို့ရှိဇေဒဝန်ဖုံးကြီးကျောင်းမှတာသနာအနယ်ဆရာတော်ကိုဖမ်းဆီးထိန်သိမ်းကကနအူးမှာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဖြင့်အမှုဖွင့်ရေးယူထားကြောင်းသတင်းရရှိပါရသည် နိုဝင်ဘာလ29ရက်မှာနိုင်ငံတော်ဒီနေအေဂျင်ရေးကိုပြတ်ပြားစေရန်လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်းဝါရဖြန့်ခြင်းများပြုမှုဆောင်ရွက်ခဲ့တဲ့အရှင်စန္ဒဇော်တီ Facebook အကောင့်နဲ့အရှင်စန္ဒဇော်တီ Facebook အကောင့်ပိုင်းရှင်ဖြစ်သူမော်လမြိုင်မြို့ဇေးကျုံနယ်မြေရှိဇေဒဝန်ဖုန်းကြီးကျောင်းမှဆရာတော်အရှင်စန္ဒဇော်တီခေါ် ကြော်စွာဝင်အား၎င်းနှင့်မွန်လွဲ၂နာရီခွဲအချိန်မှာမုပုံနယ်မြေရဲ့စကန်နာတရားဥပဒေနဲ့အညီဖမ်းဆီးထိန်သိမ်းကာလူဝိလဲစေပြီးနောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးကနအူးတွင်905ကကြီးဖြစ်အမှုဖွင့်ထားကြောင်း၎င်းနောက်တွင်ဇေဒဝန်ဖုန်းကြီးချောင်းဝင်းအတွင်တပ်ဆိုင်ရာကစစ်ဆေးရှာဖွေမှုများလှုပ်ဆောင်ခဲ့ရာမော်တော်ယာဉ်၅စီးမော်တော်ဆိုင်ကယ်၃စီးနဲ့အတူအခြားသောအီလက်ထရောနစ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နှင့်နှိစက်သူတအူးကပြောကြားပါသည် အရှင်စန္ဒဇော်တီ Facebook အကောင့်နဲ့အရှင်စန္ဒဇော်တီ Facebook အကောင့်တွင်လွန်ခဲ့သောနှစ်ပေါင်း136နှစ်ကလေးကတရားဝင် တရားဝင်သာသနာ့မြေအဖြစ်တည်ရှိနေတဲ့ဇေဒဝန်ကျောင်းပိုင်သာသနာ့မြေ9ဧကအားဇေဒဝန်ကျောင်းတိုက်ပဌာနနိုင်ရကဆရာတော်ဤခွင့်ပြုချက်မရဘဲမိသူများမိသည့်အဖွဲ့အစည်းကများလေးလံတင်ရောက်ချခြင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းအမိပေါက်ပြောင်းလဲခြင်းများပြုလုပ်ခွင့်မပြုကြောင်းလေရင်ကွေးမန်နေဂျာနှင့်တကွာသက်ဆိုင်ရာဌာနအသီးသီးအားအကြောင်းကြားစာများပေးပို့ထားပြီးဖြစ်ပါသည်ဇေဒဝန်ကျောင်းပိုင်သာသနာ့မြေအားလေးလံတင်ရောက်ချခြင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းအမိပေါက်ပြောင်းလဲခြင်းများပြုလုပ်ပါကပြုလုပ်သူမိသူကိုမစွန့် တဝန်ကျောင်းတိုက်တာသနာနှုတ်ကဟအဖွဲ့မှထရောက်စွာရေးယူသွားမည်ဇေတဝန်ကျောင်းတိုက်ဟု၎င်းမော်လမြိုင်မှလုပ်ငန်းရှင်များနှင့်မြို့မိမျိုးဖများကိုမြစ်ထံရက်ခံကြမှာရဲကိုလက်ထက်မှာရောအနာဂတ်မှာပါမော်လမြိုင်မြို့ကြီးနှင့်တောင်ဝိုင်းတောင်ညိုတောင်တန်းကြီးမပြတ်စီရအောင်တန်လွင်မြကြီးမတိမ်ကောရအောင်တဘာဝပန်ဝင်းကျင်မထိခိုက်မပြတ်စီရအောင်ဝိုင်းဝန်းဆောက်ရှောက်ပေးကြပါကိုချံကိုမြေကိုတန်မိုးထားသလိုသာသနာမြေသူတော်မမြေတွေကိုလည်းတန်မိုးထားပါကိုမိသားစုကိုတန်မိုးထားသလိုသူတော်မမိသားစုတွေကိုလည်းတန်မိုးထားပါကို ဥကုံတိတ်ခါကိုတန်မိုးထားသလိုတဘာသူတွေရဲ့ဂုံတိတ်ခါကိုလည်းတန်မိုးထားပါတဲ့ရောက်မှုတိုင်းမှာတန်မြန်တဲ့ရောက်မှုတွေရှိပါတယ်ကံကံရင်ကျိုးကိုမမေ့ပါနဲ့ကိုယ့်ရဲ့လောဘများကြောင့်ကိုယ်သားသမီးမျိုးရိုးမျက်နှာမငယ်ရပါစေနဲ့စာသားပါပို့စား၎င်းထလော့မော်လမြိုင်မော်လမြိုင်ထလော့တောင်ဝိုင်းတောင်ကြီးပြုတ်ပြက်စီးက ရေချိုးရင်းမြစ်ပြောင်းလဲမီတောပြုံးတောင်ပြုံးတဘာဝပြုံးကတဘာဝဘေးများကြလဲမီငါနဲ့မဆိုင်ပေအတာနေကတဘာဝဘေးလူလုတ်ဘေးကြောင့်တင်းဤမျိုးဆက်အတတ်တတို့အသေးနာ၍ကတ်ဆိုင်မီဟု၎င်းရေးသားပို့တင်ခြင်းဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်းတက်ဆိုင်ရာက စစ်စစ်တွေ့ရှိရသဖြင့်အရှင်ဆန္ဒဇော်တီဟာလူမှုကွန်ရက်စာမျက်နှာမှတဆင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စည်သည့်ပို့များနိုင်ငံတော်ငြိမ်းချမ်းရေးကိုထိခိုက်စေသည့်ပြစ်မှုကို တဦးတယောက်အားကျွလွန်ကျင်လာအောင်အများပြည်သူကိုတော်လကောင်းအများပြည်သူဤတီးကြားလူစုကိုတော်လကောင်းကြောက်ချင်းထိတ်လန့်ချင်းတခုခုဖြစ်စဉ်ရဲ့အကြံဖြင့်လူမှုကွန်ရက် Facebook စာမျက်နှာမှာ post တဲ့ချင်းဖြန့်ဝေခြင်းများပြုလုပ်ခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး၎င်းဖြစ်စဉ်နဲ့ပတ်သက်၍လူမှုကွန်ရက်စာမျက်နှာမှာတဆင့်နိုင်ငံတော်ကြီးညိုပြက်စီသည့် post များအလကောင်းနိုင်ငံတော်ငြိမ်းဝတ်ပြည်ပြားရေးကိုထိခိုက်စေသည့်ပြစ်မှုကိုတဦးတယောက်အားကျွလွန်လာကျင်လာအောင်အများပြည်သူကိုလကောင်းအများပြည်သူဤတီးကြားလူစုကိုတော်လကောင်းကြောက်ချင်း ထိတ်လန့်ခြင်းတခုခုဖြစ်စေရန်အကြံဖြင့်လူမှုကွန်ရက် Facebook စာမျက်နှာတွင် post တင်ခြင်းဖြန့်ဝေခြင်းများပြုလုပ်သူအရှင်စန္ဒဇော်တီအားကနအူးတွင်နိုင်ငံတော်ကြီးညိုပြည့်စင်မှု905ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်